အခုရက်ပိုင်းမှာတော့ကမ္ဘာပေါ်ကနိုင်ငံတချို့မှာစီးအခြေအနေတင်းမာမှုတွေရှိနေပြီးတော့တတိယကမ္ဘာစစ်မီးကိုတောက်လောင်စေဖို့တောင်အစာပြိုးနေခဲ့ပြီပဲဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်ရုရှားနဲ့ယူကရိန်းစတဲ့နိုင်ငံတွေကလည်းစီးအခြေအနေတွေတင်းမာနေကြသလိုအိန္ဒိယ၊ပါကစ္စတန်၊ထိုင်း၊ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေမှာလည်းစစ်မှန်တပ်ကြောင်းမှုတွေဖြစ်ပေါ်နေခဲ့ကြတာပါ။ဒါကြောင့်မလို့ကမ္ဘာတွန်းမှာတတိယကမ္ဘာစစ်ကိုထိလန့်ကြောင်းရွံ့နေကြပြီးဥရောပနိုင်ငံတချို့တွေမှာဆိုရင်စီးရေးပြင်ဆင်မှုတွေတောင်မှပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။ ဒီလိုမျိုးစီးရဲချင်းနဲ့တင်းမာမှုတွေထဲမှာအစ္စရေးနဲ့အီရန်အရေးကတော့အားလုံးသိကြတဲ့အတိုင်းပဲအတော်ကုန်မှပြင်းထန်နေကြတာပါဒီစမီပြဿနာမှာအီရန်ကစတင်ခဲ့တာမို့လို့လူများစုကတော့အစ္စရေးဘက်ကရပ်တည်နေကြပြီးကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အမေရိကန်နိုင်ငံကအစ္စရေးဘက်ကကုညီပေးဖို့အသင့်ဖြစ်နေကြတာပါ။အီရန်ကလွန်ခဲ့တဲ့ရက်ပိုင်းတချို့ကအစ္စရေးရဲ့ပြောင်းလဲရှင်မွေးလုံနေစဉ်တွင်စတင်ပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့လူအများတေချေပြက်စီခဲ့ရပါတယ်။ ဒါကြောင့်မလို့ပဲအစ္စရေးဘက်ကပြန်လည်ပြစ်ခတ်ရင်းနဲ့လက်ရှိမှာတော့နေစင်နေတိုင်းနှစ်ဖက်အပြန်အလှန်တာဝေးဒုံးကျည်တွေနဲ့ပြစ်ခတ်နေကြတာပါစစ်ပွဲကလက်ရှိမှာတော့ကိုရဲမြောင်းနဲ့ကိုရောက်ရှိသွားပြီဖြစ်ပြီးတော့အီရန်ဘက်ကစစ်ဗိုလ်ချုပ်အမြောင်များကြာဆုံးနေတယ်လို့သိရပါတယ်အသက်ရှင်ကျန်ရတဲ့စစ်ဗိုလ်ချုပ်တွေထဲကအာယာတိုလာအလီခါမီနီဆိုတဲ့စစ်ဗိုလ်ချုပ်ကတော့အစ္စရေးဘက်ကအထူးဆောင်ကြည့်နေကြပြီးအီရန်ဘက်ကလက်ကျန်ဗိုလ်ချုပ်တွေအားလည်းအစ္စရေးဘက်ကကုညီမဲ့နိုင်ငံတွေအကုန်လုံးကိုအပြတ်တိုက်ခိုက်မယ်ဆိုပြီးတော့ထုတ်ပြန်ထားခဲ့တာပါ အမေရိကန်နိုင်ငံကလည်းအစ္စရေးနဲ့အီရန်ရေးကိုနှစ်ပတ်စောင့်ကြည့်တော့မှာဖြစ်ပြီးတော့တကယ်လို့တော့ဝင်ပါရမယ့်အခြေအနေမှာရှိနေမယ်ဆိုရင်တော့အမေရိကန်နိုင်ငံကအစ္စရေးဘက်ကဝင်ပါမယ့်သဘောထားမှာရှိနေခဲ့ပါတယ်။ဒီလိုသာအမေရိကန်မှာဝင်လာမယ်ဆိုရင်တော့အများစုရင်းနေကြတဲ့တတိယကမ္ဘာစစ်မီးကကျင်းသေးတောက်လောင်လာနိုင်မှာဖြစ်ပါတယ်။နိုင်ငံများစုကလည်းအစ္စရေးဘက်ကနေရက်တိလာမဲ့အခြေအနေမှာရှိနေပြီးတော့ပါကစ္စတန်နဲ့ရုရှားတို့လိုနိုင်ငံတွေကတော့အီရန်ဘက်ကနေပြီးတော့ပြစ်ခတ်လာနိုင်ခြေရှိနေတာပါ ဒါပေမဲ့စီရေးကိုမလိုလားသူတွေကတော့ကမ္ဘာစစ်ဖြစ်မဲ့အရှိန်ကိုရက်စဲစင်နိုင်မှုမျှော်လင့်နေကြပြီးတော့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတော့စစ်ပွဲတွေကိုအခုချက်ချင်းရက်စဲကငញ្ញရေးစဝန်းဝိုင်းကိုပြန်လာကြဖို့ဇွန်လ22ရက်နေ့ကတတိပေးလာခဲ့ပါတယ်။ထိမနိုင်သိမြအစင်မြောက်သေးခင်အစ္စရေးအီရန်ပဋိပက္ခကိုတန်တမာရေးရအပြေရှားဖို့အတွက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ကလုံခြုံရေးကောင်စီ UNSC အရေးပေါ်စည်းဝေးမှာတိုက်တွန်းခဲ့တာပါ။ ်ဂူဒါရက်စ်က UNSC အနေနဲ့လက်ရှိပဏိပက္ခကိုစေစမ်းညှိနှိုင်းမှုနည်းလမ်းတွေနဲ့ဖြည့်ရှင်ပေးဖို့အဖွဲ့ဝင်နိုင်ငံတွေကြားစီစီလုံးလုံးနဲ့အ мян ဆုံးလှုံ့ဆော်ပေးကြဖို့တိုက်တွန်းခဲ့ပြီးတော့ကုလသမဂ္ဂကြီးညာစာရန်ပါဝင်နိုင်ငံတကာဥပဒေတွေနဲ့ကန့်ညီတဲ့တန်တမာရေးနည်းလမ်းတွေကိုအခြေပြုပြီးအရှိတိရမဲ့ငြိမ်းချမ်းရေးမျိုးစောင့်ကြည့်ယူပေးနိုင်အောင်စူးစမ်းရမှာကူညီပေးဖို့လည်းတောင်းဆိုလာခဲ့တာပါ။ ကုလသမဂ္ဂအဖွဲ့ကတော့စစ်မီးမတောင်းလောင်အောင်တနိုင်သမျှစူးစမ်းလှုပ်ဆောင်နေကြပြီးလူရည်ရဲ့ကြောက်စိတ်ကိုထိမ့်မေးနိုင်မှုလှုပ်ဆောင်နေကြပါတယ်။တတိယကမ္ဘာစစ်ကိုကမ္ဘာတဝန်းကလူသားတွေအနေနဲ့မလိုလားတာဖြစ်လို့စစ်မီးမတောင်းလောင်မှုမျှော်လင့်နေကြပြီးကမ္ဘာနာမည်ကြီးဘောလုံးသမားရော်နယ်ဒိုကတော့မှအမေရိကန်သမ္မတဒေါ်နယ်ထရန့်စီငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးဖို့သူ့ရဲ့အမတ်တရကြားစီပေးဖို့ရင်းနဲ့တောင်းဆိုလာခဲ့တာပါ။ ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းလူလို့ကတတိယကမ္ဘာစစ်ကိုမလိုလားချပေမဲ့အစ္စရေးနဲ့အီရန်ကတော့နေ့စဉ်မပြတ်ပြစ်ခတ်နေတဲ့ပုံမှာကြီးကျူးနေကြတဲ့ပြည်သူတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်နော်။